သတိဒီဆိုတော့အပိုင်တော့လုံးဝမရှိပါဘူးပေါ့နော်အဲ့ဒီအတွက်မိသတိဒီမှာအပိုင်တော့မရှိပါဘူးနော်မိမိနဲ့အကြိုက်ပြီးတဲ့နှစ်သက်တယ်လို့ဆိုလို့ရှိရင်ဟုတ်မှာမကြိုက်ချင်ဘူးမလုံးပါနဲ့နော်ဒါလေးကိုကြိုတင်ပြီးတော့အားလုံးကျွန်တော်ရဲ့ scientific mission နဲ့အားလုံးကိုအမြဲသတိပေးနေကြအတိုင်းသတိပေးကြရစီပေါ့နော်အလုံးဟာလားကိုယ့်ရဲ့ရှင်ရှင်ယူဆချက်ဖြစ်နိုင်မယ်ထင်တဲ့တွေးထားတဲ့အပိုင်းတွေကို ဆက်ပြပြီးတာဖြစ်နော်။ကိုင်ကြီးမှလိုက်တော့မကိုင်ရင်မတော့နဲ့။တင်တိုင်းလည်းလိုက်ထိုးပါလို့ဘူးမှာမပြောလို့ဘူး။အဲ့လိုပဲတင်ပြလိုက်တဲ့အနေထားမှာပေါ့နော်။ဥမာတစ်ခုကျွန်တော်အခုလိုက်မှာရှင်းပြပေးမယ်။ကျွန်တော်သုံးကျင်တဲ့ break တစ်ခု။ဆိုလိုတာက break ကိုကျက်သလား။အဲ့ဒီ break နဲ့ပတ်သက်ပြီးတော့ယူဆထားတဲ့ကျန်တဲ့အပိုင်းကိုကျက်သလား။ကိုကျက်တဲ့အပိုင်းကိုကိုပါဘူးပေါ့နော်။အက်တက်လုပ်ပြီးတော့လိုအပ်တယ်လို့လည်းသုံးပါ။ညံကွန့်ပြီးတော့လည်းတကားပါလို့လူလေးသာသာတိုက်တော့အပ်ပါလေပေါ့နော်။ဆက်ကျွန်တော် break ကြည့်ကြလို့ကိုမစခင်လား။ ဒီကွဲမှာကျွန်တော်ပထမဆုံးသိပေးခဲ့တဲ့ life ကကျန်ကြဒီရှင်ရှင်ကစားထားတဲ့ကစားကိုပြည့်တယ်နော်တကယ်လို့ဒီနောက်မှခွန်လို့ရတဲ့ကနန်းတကွက်ကတောင်းပြလေးချင်းတီးဒီမှာပို့ရပို့ပြီးသူ့ရဲ့အောက်မှာလိုက်တဲ့ကနန်းလေးဆွဲပြီးသားကနန်းပြန်တွက်ဆိုပြီးကျွန်တော်ရှင်းပြထားရရှိတယ်တကယ်လို့ဒီနောက်မှခွန်လို့ရတဲ့သူ့ရဲ့နောက်သုံးမျိုးနေတဲ့ကနန်းတကွက်ကတောင်းပြလေးချင်းမှာတီးတီးတက်ရိုက်တယ်သူ့အောက်မှာထွက်တဲ့ကနန်းလေးဆွဲပြီးသားကနန်းပြန်တွက်ပါလို့ကျွန်တော်ရှင်းပြခဲ့တာရှိတယ် တတိယတုံးရတဲ့နောက်မောင်းခွန်လို့ရတဲ့သူ့ရဲ့နောက်သုံးတမြောက်နဲ့တက်ကကနန်းတကွက်ကသူ့တောင်းပြက်လေးကြီးတိတိမှာတက်ရိုက်လိုက်တာနဲ့သူ့ရဲ့အောက်မှာတက်မဲ့ကနန်းကြီးသပိလာကနန်းပြန်တွေ့တယ်ဆင့်ပြထားခဲ့ရရှိပါတော့အဲ့မှာကျွန်တော်ရဲ့အယူဆနဲ့ပတ်သက်ပြီးကနန်းကြီးပြောပြခဲ့တာရှိတယ်အဲ့ဒါကျွန်တော်နဲ့တက်တဲ့ကနန်းတကွက်ကိုရုပ်ပြီးနေပေါ့နော်ရစ်ပင်မယ်ကြိုက်တယ်လို့လိုက်တော့မကြိုက်မတော့မှအဲဒီပုံစံနဲ့လည်းဒီလိုင်းမှာပြန်တွက်ရှိတယ်လို့တဲ့အဲဒီပုံစံနဲ့ပဲအဲဒီလိုင်းမှာဒီမှာတွက်တဲ့96ဆိုတဲ့ကနေကသူ့ဘောတွက်ပြီးတော့ကနေပြန်တွက် အဲဒုစရိုက်ကြောင့်လည်းအပေါ်တဲ့ဒဇိနေကျင်သုံးကျင်လေးကျင်ငါးကျင်၆ကျင်ကုန်ကျင်ရှိကျင်ကိုးကျင်မြောက်မှာထွက်ခဲ့တဲ့ဒီခုနှစ်ခြောက်ကြလည်းပြန်တွေ့လက်မဲ့ပေါ်ဒဇိတဲ့1 2 3 4 5 6 9 10ကိုးကျင်မြောက်ဒီနေရာမှာရောက်တဲ့ချိန်မှာလည်းပြန်တွေ့ပြန်တွေ့ဒီနှစ်ခုစုံမဲ့ရှိတာပေါ့နောက်တစ်ခုလည်းမဟုတ်ပါဘူးဒီပွင့်ကနေပဲပြန်တွေ့ကနန်းဒီနှစ်ခုစုံမဲ့ရှိတာပေါ့နော်ဒီကျင်တွေ့ကိုးစုခြောက်ပြန်တွေ့ခုနှစ်ခြောက်ပြန်တွေ့ဒါတိုင်းနဲ့အမှန်နဲ့လာတဲ့ဒီနေရာမှာပြန်တွေ့နောက်တစ်ခုကကနန်းတစ်ခုကဒီဘောင်းပြက် လေ့ကျင်တိတက်ရဲ့သူ့အောက်မှာထွက်မဲ့ကဏ္ဍကြီးပြန်တွက်ကဏ္ဍတစ်ခုလေ့ကျင်တိတိကောက်တက်ရရတဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကြီးပြန်တွက်ကဏ္ဍတစ်ခုဒီသူ့ရဲ့တောက်လေ့ကျင်မှာတက်ရမှာတက်ရရတဲ့သူ့ရဲ့အောက်မှာပြန်တွက်ဒီ frame မှာဆိုတာပြန်တွက်ကနှစ်ကြိမ်ဆုံးမှတ်ရှိရတယ်နော်ကိုနှစ်တက်တဲ့ဆိုရင်လိုက်တော့မှုပြောတော့နော်အော်ဒီနေရာမှာပေါ့ကျွန်တော်ရှင်းပြခဲ့တာကတောင်းပြကဏ္ဍတစ်ခုပြန်လဲထွက်ရင်ကျွန်တော်အကြိုက်ဆုံးဒီဝင်လာတဲ့ထိပ်ကြီးရဲ့ power ရှင်းနှလုံးပေါင်းခြင်းနဲ့ကဏ္ဍကြီးပြန်ခဲ့ ။ရောင်းပြက်ကနန်းတစ်ခွက်ကဒီကိုတက်ရလိုက်ပြီ။ကြဲကြဲနဲ့ဝင်လာတဲ့သိသိရဲ့ပါဝါပြီးခြေနှလုံးပေါင်းခြင်းနဲ့အပေါ်ကနန်းတွေပြန်တွေ့အဲ့လိုပဲဒီကနန်းဒီကိုတက်ရပြီ။အဲဝင်လာတဲ့ဒီနေရာမှာကျွန်တော်ပြောခဲ့တာကိုးထိပ်စီရှိလို့ကိုးရဲ့ပါဝါခြေနှလုံးပေါင်း၄နဲ့သူ့အပေါ်တက်ပြရကနန်းပြန်တွေ့ဒီမူဒီကပထမဦးစားပေးလို့ကျွန်တော်ရှင်းပြထားတာရှိရပေါ့နော်။အဲ့မှာတကွက်ကောင်းထည့်နေဆိုချဲ့ရသဘောတော့ထည့်လို့ရတယ်ဒါကျွန်တော်တို့ကမူစနစ်ကိုပဲအဓိကထားယူသုံးလို့ပြောတာရွေးချယ်မှုဆိုတော့ပြန်ကြတော့တန်တရားမတူနိုင်လို့ပြောတာပါနော်အဲ့တကွက်ကောင်းထည့်ရင်ထည့်လို့ရပါတယ် င်းလို့ရတဲ့စနစ်ကပါတာပဲပေါ့နော်ဘယ်ပရိမဆိုးပဲဖြစ်ကြောမဆိုးအဲ့တော့အဲ့ပုံစံမျိုးနဲ့များဒီနေရာမှာထွက်မဲ့ကနန်းစီဒီပုံစံမျိုးနဲ့ထွက်လာခဲ့မယ်ဆိုကျွန်တော်တိုက်ဆုံးရွေးချင်တဲ့စနစ်ကသူ့ဘေးမှာထောင်းထားတဲ့သူ့ဘေးမှာထောင်းထားတဲ့ခါတိုင်းသုံးလို့ပေါ့နော်ဒီမှာဆိုခွန်တစ်ခွန်ကနန်းသုံးလို့ဒီ၅လို့ရှိတယ်ဒီ၅ဒီ၅ထိပ်ပိုင်းလို့ပြီးပြီးတော့လေးတိတ်ပြီးဖြစ်လို့လေးရဲ့ဘဝရှင်းနှလုံးပေါင်း၉ဖြစ်ဖို့၅လေးအတွက်၅လေးတွင်းနဲ့သူ့ဘေးကနန်းပြန်ကြဆိုတဲ့စနစ်အဲ့ဒါကိုနောက်ပိတ်ကိုဖြုတ်သွားတာက နောက်ဘက်ကိုချုပ်တော့ကဒီမှာထပ်ထားတဲ့ကဏ္ဍက၄၅၆เนาะစလင်နာနည်းနည်းလေးပြေးပြီးဖြတ်လိုက်ဒီမှာထပ်ထားတဲ့ကဏ္ဍ၄၅၆အဲ့ဒီအပေါ်ခါတိုင်းနဲ့အခုဝင်လာတဲ့တိတ်ကြီးရဲ့နောက်ဘက်ကငန်းငန်းနဲ့တုံးလုံးမောင်းချင်းပုံစံနဲ့ဆိုပြီးနောက်ဘက်ကိုချုပ်ပြီးတော့ငါးလေးအတွင်းနဲ့တစ်တလုံးထည့်ပြီးတော့ငါးလေးနှစ်ဆိုကြတဲ့အပေါ်ကဏ္ဍကဒက်တပေါက်ကလေးတဲ့စနစ်ဒါကိုကျွန်တော်အကျဆုံးကြည့်ထားပါတယ်เนาะပထမကပ်ပထမကပ်ပြီးဒုတိယကပ် ဒီညမှာလည်းဒီကနေ့ကဒီကနေ့တောင်းပြတက်ပြီးသွားပြီနော်တက်ပြတဲ့အချိန်ကမှာတဲ့သူ့ဘေးမှာတောင်းတာကဒီမှာကဒီမှာထောင်းထားတဲ့ကနန်းကအဲ့လိုကလင်နာရဲ့မဲမှာခါတော်သုံးလုံးက၃ခါ၄ခါ၃ခါ၃ညာ၄၃ခုံချစ်လို့ဒီညမှာခွန်ထိတ်ဒီ၄ကြောင်၄ဘဝရှင်လုံးပေါင်းကိုလို့ခွန်နှစ်အတွဲရတော့ဒီသုံးလုံးပေါင်းရင်ဒီပုံတင်နှစ်ဆိုတော့၆နောက်ပိတ်ဝင်ခွန်နှစ်၆ဒီကနန်းတကွက်ကသူ့ဘောထောက်ပြကနန်းပြန်တွေ့ ဒါဆိုရင်အဲ့စနစ်မျိုးနဲ့ပဲဖန်ကြည့်လိုက်မယ်ပေါ့နော်ဒီကနေ့ကဒီကိုတောင်းပြတက်ရိုက်ပြီးရဲ့ရိုက်တာနဲ့ဒီနေရာမှာခေါင်းတုံးလုံးကဘာလို့ထောင်းထားလဲဆိုတော့ကျွန်တော်တို့၆ခါ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 ဆိုတော့ပေါင်းပေါင်းချင်းဒီ၈ဒါဆိုရင်ကျွန်တော်တို့၈ထိပ်လို့ယူလိုက်အဲ့ဒီနဲ့အလို့အပေါ်မှာထွက်ထားတဲ့ကဏ္ဍကြီးကိုခင်နဲ့ထက်ထားလို့ကိုရဲ့ပါဝါရှင်းနှလုံးပေါင်း၄ဆို၈၆အတွဲရသွားပြီ။အဲ့ဒီနေရာမှာ၈၆အတွဲရသွားပြီဆိုလို့ရှိရင် ဒီအခုရောက်ကစားမဲ့ကောင်ရဲ့အပေါ်ကခါရဲ့ဒီသုံးလုံးပေါင်းချင်းညစ်လို့ပုံစံရရမှာရရမှာဆိုဒီနေရာမှာ၈တိတ်ခွန်ခါဆိုခွန်နောက်ပိတ်လို့ထည့်လိုက်မှာ၈ခွန်ခွန်ဆိုမှညစ်ဆိုပြတ်သွားမှာဒါဆိုလို့ရှိရင်ဝင်လာတဲ့ကဏ္ဍဒီ formula စနစ်နဲ့သွန်းလိုက်တဲ့အခါမှာဝင်လာတဲ့ကဏ္ဍဒီ၈ချောက်ခေါ်အဲ့ဒီကဏ္ဍအပေါ်မှာတက်ထတာရှိသလားဒီမှာရှိထားရပေါ့နော်အဲ့ဒီအတွက်ဒီစနစ်ကနေမှာအကျယ်ဆုံးကဏ္ဍတစ်ပုဒ်ကိုရေးပြပါ၈ချောက်ခွန်ဆိုတဲ့ကဏ္ဍဒဲတစ်ပုဒ်ပဲဟုတ်တယ် ကျွန်တော်ကရည်ပြထားပါစို့เนาะဒါကြိုက်ရင်လိုက်သုံးပါမကြိုက်ရင်မသုံးပါနဲ့ကြိုက်မှာပဲသုံးပါပေါ့နော်မကြိုက်ရင်မသုံးပါနဲ့အဒီကနေ့ပတ်သက်ပြီးတော့ပြန်တွေ့ကြားနေတဲ့လမ်းကြောင်းတွေဟိုးအရင်တွေကကျွန်တော်ရှင်းပြထားခဲ့ပြီးဖိုင်ကြီးရှိပါတယ်เนาะရှိပါတယ်ဒီကနေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလန်ဒါမထောက်ဖက်နဲ့အလုပ်ကိုပြောပြတက်ပါတယ်ပေါ့နော်ငါးဆွနဲ့ခုနဲ့လေးဆွနဲ့ခုနဲ့သုံးဆွနဲ့ငါးဆွနဲ့ခုနဲ့လေးဆွနဲ့ခုနဲ့သုံးဆွနဲ့ခုနဲ့တည်းမှာလေးတလုံးကိုကြာတာနဲ့ လေးရဲ့စီနီယာငါးတလုံးလို့စကြရတယ်ငါးနဲ့ပတ်သက်တဲ့စီနီယာအဲ့လိုပဲဒီငါးဆွမ်းတဲ့ခုနမှာ၆တလုံးလို့စကြရတယ်၆တလုံးရဲ့စီနီယာအဲ့လိုဝင်ထားတဲ့ကဏ္ဍကြီးပြန်တွေ့ဆိုပြီးကျွန်တော်ရှင်းပြခဲ့ပြီးတယ်အဲ့တော့ဒီကဏ္ဍကြီးဒီလိုမျိုးတစ်ချက်တစ်ချက်တော့အထောက်ပံ့ရောရှိရတဲ့ဒီကြောက်ကောဆိုတော့ကဏ္ဍကိုဒီတောင်ပြတ်တဲ့စနေရဆိုကျွန်တော်အကြိမ်ဆုံးတစ်ခွက်အနေနဲ့ရေးပြလိုက်ပါတယ်ပေါ့နော်အဲ့နောက်တစ်ခုကပေါ့နော်ဒီကလာတဲ့96 ED96 ဒီလိုသွားတဲ့လမ်းအဲ့မှာတော့သူက ောင်းနောက်ပိတ်ပိုင်းဆောင်းနောက်ပိတ်ပိုင်းဆောင်းနောက်ပိတ်ပိုင်းနဲ့လာခဲ့တာအဲပြီးခဲ့တဲ့ဘွဲမှာလည်းကျွန်တော်ပြီးခဲ့တဲ့အချိန်တော့လည်းကျွန်တော်ရှင်းပြခဲ့ပြီးတော့နောက်ပြီးခဲ့တဲ့ဘွဲမှာအချိန်မှာကျွန်တော်ဆောင်းနောက်ပိတ်ဖြတ်ပြထားတယ်မလာကြဘူးဆိုရင်အခုသက်ကိုယ်တွေမှာလည်းဆောင်းနောက်ပိတ်အချိန်ဆက်ပြီးတော့ကစားပါလို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲဒီဆောင်းနောက်ပိတ်နဲ့ပတ်သက်ပြီးတော့ပြန်တွေ့အကျိုက်ဆုံးကနန်းဆိုလို့ရှိရင်လေးချောက်ချောက်ဆိုလို့ကနန်းအဲဒီဆောင်းနောက်ပိတ်နဲ့အယူဆနဲ့ဆိုလို့ရှိရင်ပြန်တွေ့ကနန်းကိုဒီချိန်တွေ့လေးချောက်ချောက်ဆိုတဲ့ကနန်းတစ်ခုကိုကြိုက်ပါတယ်အဲ့တော့လိုင်းရမကောင်းဘူးကျွန်တော်တခြား data package ဝယ်ပြီးတော့နောက် live ပြန်လာခြင်းပဲเนาะအဲ့ဒီညမှာဒီ live ကိုပြတ်လိုက်မှာ wifi တက်ပြီး line မကောင်းဘူးအဲ့တော့ support တွေအတွက်ပေါ့เนาะ support တွေပြန်အတွက်အနေနဲ့ဆိုလို့ရှိရင်ပြန်အတွက်ကနန်းအနေနဲ့ဆိုကျွန်တော်ဒီနှစ်ပွက်ကိုအဓိကထားရွေးချယ်ပြလိုက်ပါတယ်669 466ဒီနှစ်ပတ်ကိုအဓိကထားကြည့်လိုက်ပါတော့เนาะအားလုံးကဒဲ့ပဲထူပါအဲကျွန်တော်အပွက်ဝင်များလည်းပဲเนาะကျွန်တော်ရေပုံသေးနှစ်ပတ်ဝင်ထားတဲ့အပွက်ဝင်ကိုလာပိုင်းဖြတ်ပြီးတော့ဝင်ထားတဲ့အပွက်ဝင်တွေကို နောက်ဒီအကျိန်းလိုက်ဝင်တဲ့ပုံကူများလည်းပဲပေါ့နော် member card ထဲမှာဒီကလန်းတွေအပြည့်စုံအကုန်ပါကြမှာပါလာပါလိမ့်မယ်တကယ်လို့မပါလာခဲ့ရင်ဟိုဒီစနစ်တွေစိုက်တယ်ဆိုရင်လိုက်ကိုထားဖို့ဒီပဲဒီပေးပါတယ်ပေါ့နော်အဲ့ဒီစကူးကျိန်းအတွက်ပြန်အတွက်စိုက်ကစားပါတယ်စိုက်ကစားတဲ့အချက်မှာတော့ကျွန်တော်ကြိုက်ဆုံးနှစ်ပုတ်တော့ဖြစ်ခောက်ဆုံးဆိုတော့ကျွန်တော်ဒဲရက်ကွက်နဲ့လေးဆောက်ဆောက်ဆိုတော့ကျွန်တော်ဒဲရက်ကွက်ဒီနှစ်ပုတ်ကိုပဲစကူးကျိန်းအတွက်ကျွန်တော်ကလန်းတွေလည်းအကျိန်းဆုံးရေးပြလိုက်ပါတယ်ပေါ့နော်အော်ဝိုင်ဖိုင်တက်လိုက်မကောင်းနော်အဲ့ကျွန်တော် data package နဲ့ချက်ချင်းပဲပြန်ပြီးတော့ live ပြန်တက်ခဲ့မယ်နော်ဒီ live ကိုဒီနေရာမှာပဲဆုံးသတ်လိုက်မယ်နော်လမ်းပြန်တောင်းပြန်တောင်းဆိုပြောတာသိအဆင်မပြေဘူးပေါ့နော်အဲ့ကဒါဆို live